အရှေ့တိမောနိုင်ငံဟာအော်တိုဘားလ26ရက်နေ့ကအရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်အဖွဲ့ဝင်တစ်ဖြစ်လာပါတယ်။မလေးရှားနိုင်ငံမှာအော်တိုဘားလ26ရက်ကနေ28ရက်နေ့ထိကျင်းပတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်းတိမောလတ်စတေးလို့လည်းခေါ်တဲ့ဒီအရှေ့တိမောနိုင်ငံကိုအဖွဲ့ဝင်တစ်အဖြစ်အတည်ပြုလက်ခံပေးလိုက်တာဖြစ်ပါတယ်။အော်တိုဘား26ရက်နေ့ဟာအာရှတိုက်ရဲ့တက်တန်းအမှုဆုံးအရှေ့တိမောနိုင်ငံအတွက်အိမ်မက်တွေကိုအကောင့်ထဲပို့ခွင့်ရတဲ့ တမန်ဝင်နှစ်တနေဖြစ်ကြောင်းဝိုင်းမြောက်ဂုံယူနေတဲ့ဝန်ကြီးချုပ်စင်နာနာဂုစမာယိုကပြောပါတယ် Today history is made Timor Leste has been admitted as the 11th member state of ASEAN ဒါဟာအာဆီယံအနေနဲ့ကမ္ဘောဒီးယားနိုင်ငံကိုအဖွဲ့ဝင်သစ်အဖြစ်1999ခုနှစ်မှာနောက်ဆုံးလက်ခံခဲ့ပြီးတဲ့နောက်ပထမဆုံးအကြိမ်အဖွဲ့ဝင်သစ်ရရှိလိုက်တာလည်းဖြစ်ပါတယ်။ <laughs> 2002ခုနှစ်မှာအင်ဒိုနီးရှားနိုင်ငံကနေလွတ်လပ်ရေးရရှိခဲ့တဲ့အရှေ့တီမောနိုင်ငံဟာ2008ခုနှစ်ကစလို့အာဆီယံအဖွဲ့ကြီးနဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတွေလှုပ်ဆောင်နေခဲ့တာပါ2011ခုနှစ်မှာတော့အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားခဲ့ပြီး2022ခုနှစ်မှာလက်ခံမယ်လို့အာဆီယံဘက်ကစီစဉ်ထားပေမဲ့အခု2025ခုနှစ်ကြာမှတကယ်အတည်ပြုပေးနိုင်ခဲ့တာပါ အရှေ့တီမောကိုအာဆီယံအဖွဲ့ဝင်ဖြစ်လက်ခံဖို့လက်ရှိအဖွဲ့ဝင်စင်နိုင်ငံတွေကနိုင်ငံအများစုကလက်ခံပေမဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတာအပြင်အာဆီယံဟာငโกကလေးကမှမြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကိုကင်တွယ်ဖြည့်ရှင်းဖို့အခက်အခဲရှိနေပြီးသားဖြစ်တာမို့အဖွဲ့ဝင်သစ်လက်ခံရေးအတွက်နောက်နေ့ကြံ့ကြာမှုတွေရှိနေကြတာပါအရှိတီမောနိုင်ငံဟာဒေတာရင်းမှာလွတ်လပ်ရေးရတာနောက်ကျဆုံးတန်းပြီဖြစ်တာနဲ့အညီအဆင်ရဆုံးနိုင်ငံလည်းဖြစ်ပါတယ်။အခုအဖွဲ့ဝင်သစ်တနိုင်ငံထပ်ထိုးလာတာကြောင့်အာဆီယံအဖွဲ့ဟာ၁၇နိုင်ငံရှိတဲ့အဖွဲ့ဖြစ်လာပါတယ်ခင်ဗျာ။ကျွန်တော်ဇော်ဝင်လိုက်ပါ။